စန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်လိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိဆောက်လိုသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။အခုဒီနေ့မျှဝေပေးမယ့်အစီအစဉ်ထဲမှာ What happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာလက်လော့ဖြစ်ဖြစ်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။အခုပိုင်း53နေနဲ့မျှဝေမှာက ထိုင်းနိုင်ငံမော်ရီးယားဂျာကပိုပြီးတင်းမာလာတဲ့စစ်ရေးအခြေအနေနဲ့ထိုင်းပြည်တွင်းအခြေအနေတွေကိုစူးစိမျှဝေပြီးသွားမှာပါပထမဆုံးကတော့ထိုင်းနိုင်ငံမော်ရီးယားဂျာပြစ်ခတ်မှုစတင်ဖြစ်ပွားတာအဲဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်နှစ်ဖက်တောင်းဆိုလှုပ်ဆောင်မှုတွေပြီးရင်အဲဒီပြိပခအပြီးမှာထိုင်းစိုးရတာဝန်ရှိသူတွေရဲ့ပြောဆိုလှုပ်ဆောင်မှုနဲ့ပြည်တွင်းကတုံ့ပြန်မှုတွေအဲဒီနောက်ဂျွန်လ9ရက်နေ့ကနှစ်ဖက်စင်ရတိုးချက်ချထားလာမှုတွေပြီးတော့ထိုင်းစိုးရအဖွဲ့အတွင်းအခြေအနေနဲ့ အလှည့်ပြောင်းရှိနိုင်တာလားဆိုတဲ့သုံးသက်ရေးသားချက်တွေနဲ့နောက်ဆုံးမှာကတော့ထိုင်းကကိုဗစ်ကူးစက်မှုအခြေအနေစသဖြင့်အားလုံးစုစည်းမျှဝေပြီးတော့မှဖြစ်ပါတယ်ပထမဆုံးကတော့ပြစ်ခတ်မှုစတင် ဖြစ်ပွားခဲ့တာပါထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေကမေလ28ရက်နေ့မနက်အစောပိုင်းကဥဒ်ဘွန်ရချတာနီမြို့ချွန်ဘော့စ်နေဇက်ကိမှာပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ထိုင်းကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာချိုင်းက ပစ်ခတ်မှုမှာတိုင်းစစ်သားတွေဟာကိုကိုကိုကာကွယ်ဖို့နဲ့ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်။အဲဒီနေဆက်ဒေတာကနှစ်နိုင်ငံကြားပိုင်ဆိုင်မှုငင်းပွားနေတဲ့ဇုံတစ်ခုဖြစ်ပြီးတော့ကမ္ဘောဒီးယားကအရင်ကချွန်ဘွန်နေဆက်ကဟီလ်745ဒေတာမှာဂရုချင်းတစ်ခုတူးခဲ့မှုတယ်။အခုဒီပစ်စင်ဟာအငင်းပွားနေတဲ့ဒေတာကိုပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ကမ္ဘောဒီးယားကသူတို့စစ်သားတွေကိုဒုတိယကြိမ်ဖြန့်ကျက်ချထားမှုပြုလုပ်လာတဲ့အချိန်မှာထိုင်းစစ်သားတွေက ိုက်ဒေတာကိုကင်းလက်ခြင်းပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ကမ္ဘောဒီးယားဘက်ကအရင်စတင်ပြစ်ခတ်ခဲ့တယ်လို့ဖွန်တန်ကရှင်းပြခဲ့ပါတယ်။သူကသတိရှိဖို့ညွှန်ကြားထားပါတယ်ပြစ်ခတ်ရဆဲသွားပြီမဲ့နှစ်နိုင်ငံလုံးကရင်ဆိုင်ထားတဲ့အနေအထားမှာရှိနေစေဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဘွန်ဆန်ပက်ကလန်ကိုလည်းအဲ့ဒီနေရာမှာတက်ဆွဲခိုင်းထားတယ်လို့ဖွန်တန်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားစစ်တပ်ကတော့မေ28ရက်ပြစ်ခတ်မှုဟာထိုင်းစစ်သားတွေဘက်ကအရင်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဖြစ်ခတ်မှုဖြစ်ပွားပြီးမှနှစ်ဖက်တောင်းဆိုလှုပ်ဆောင်မှုတွေကိုကြည့်ရင်ဖြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတရက်ကြာမှာကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးဌာနကဖနံပင်မြို့တော်မှာရှိနေတဲ့ထိုင်းတန်ယုံကိုစာတစောင်ပေးပို့ခဲ့ပြီးအဲ့ဒီဖြစ်ရပ်ကိုချက်ချင်းစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဟာကမ္ဘောဒီးယားရဲ့ချုပ်ချာအာဏာကိုချိုးဖောက်မှုဖြစ်ပြီးတန်တမန်နီးလန်းနဲ့ငြင်းချမ်းစွာအပြေရှားသွားမယ်လို့ကမ္ဘောဒီးယားကပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ ကမ္ဘောဒီးယားစစ်သားတအူးတည်ဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်မျိုးမှာ ထိုင်းနိုင်ငံက ကမ်ဘောဒီးယားအနေနဲ့အိုင်စီဂျီကိုတိုင်ကြားဖို့သဘောမတူလို့ရှိရင်လည်းကမ်ဘောဒီးယားဟာအိုင်စီဂျီကိုတိုင်ကြားတော့မှာပဲဖြစ်တယ်ဆိုပြီးတော့ဟိုမှာနှက်ကပြောကြားခဲ့ပါတယ်။နေဆက်အငင်းပွားမှုဟာနှစ်နိုင်ငံလုံးမှာရှိနေတဲ့တင်းငယ်တဲ့အစွန်းရောက်အဖွဲ့တွေရဲ့သွေးထိုးလုံဆောင်မှုကြောင့်ဖြစ်ပြီးတော့နောက်ထပ်ပြိပခါတွေဖြစ်လာနိုင်ခြင်းရှိတယ်လို့လည်းသူကဆိုသွားပါတယ်။ကမ်ဘောဒီးယားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတီးဆိုင်ဟာရဲ့လက်ထောက်ကတော့ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး Nathat Ponnat Panach ကိုဖုန်းခေါ်ခဲ့ပြီးတော့နှစ်ဖက်စလုံးကတင်းမာမှုတွေလျှော့ချဖို့ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားစစ်သားတွေဟာ2000ပြည့်နှစ်ကချုပ်ဆိုခဲ့တဲ့နားလည်မှုစွာကြုံလွာကိုချိုးဖောက်ပြီးတော့အဲ့ဒီဒေသကိုဝင်ရောက်ချင်းရှိမရှိမေးမြန်းတာနဲ့ပတ်သက်လို့တော့ထိုင်းကာကွယ်ဝန်ကြီး Phomtan ကအဲ့နေရာကိုတရားဝင်နေဆက်စီးမဆွဲရသေးဘဲပိုင်ဆိုင်ရောက်သဘောတူညီချက်လည်းမရှိဘူးလို့ပြောကြားခဲ့ပါတယ်။အဲ့ဒီလို့ ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်တင်မာမှုတွေမြင့်တက်လာခဲ့ကြပြီးတော့ကမ္ဘောဒီးယားတပ်ဖွဲ့အချို့ကထိုင်းနိုင်ငံနယ်မြေတွင်းဝင်ရောက်ပြီးတော့လက်နက်ကြီးတွေကိုထိုင်းဘက်ကမျက်နှာမူပြီးဖြန့်ကျက်ချထားခဲ့တယ်လို့ထိုင်းစစ်တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။ထိုင်းအချို့ကအာနာပိုင်မြေလိုယူဆထားတဲ့နယ်မြေတွေအတွင်းကိုကမ္ဘောဒီးယားတပ်တွေဝင်ရောက်ကျူးကျော်မှုကိုထိုင်းတော်ဝင်စစ်တပ်ကအစိုးရအဖွဲ့ကိုလည်းအသိပေးခဲ့တယ်လို့ဆိုပါတယ်။အချင်းတွေကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းစစ်တပ်ဟာကမ္ဘောဒီးယားနယ်စပ်နဲ့ထိစပ်နေတဲ့နယ်စပ်အားလုံးပိတ်ဖို့အဆိုပြုခဲ့ပြီးတော့ အဲ့လိုအေးမြူပဲစောင့်ကြည့်နေခြင်းဟာကျူးကျော်မှုကိုလက်ခံတဲ့သဘောတက်ရောက်သွားနိုင်တယ်ဆိုပြီးထိုင်းစစ်တပ်ကသတိပေးခဲ့ပါတယ်။ဒါပေမဲ့အစိုးရအဖွဲ့ကတော့စီးပွားရေးပေါ်တက်ရောက်မှုအလားအလာရဲ့နေဆက်ဖြစ်ကျော်ကုန်သွယ်မှုစတာတွေရဲ့အခြေအနေတွေကြောင့်ချက်ချင်းအေးအေးယူဆောင်ရွက်ခြင်းမပြုဖို့အကြံပြုပါတယ်။ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတီးဆိုင်ဟာကလည်းထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ဖွန်တန်ဝီချာရတ်ချိုင်းကိုဖုန်းခေါ်ပြီးတော့နေဆက်ကိုမပိတ်ဖို့တောင်းဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယားစစ်သားတို့တည်ဆုံခဲ့ရတဲ့အဲ့ဒီအပြန်လန်ပြစ်ခတ်မှုအပြီးမှာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကလွှတ်တော်အမတ်တွေနဲ့အစည်းအဝေးပြုလုပ်ချိန်အတွင်ဂျွန်လ၂ရက်နေတုန်းကနေဆက်ဒေတာအရေးမရေရာမှုနဲ့ပတ်သက်ပြီးတော့နောက်တစ်ချိန်လက်နက်ကင်ထိတ်တိုက်တွဲဆုံမှုကိုတားဆီးဖို့ထိုင်းနိုင်ငံကလည်းဒီကိစ္စကိုနိုင်ငံကတရားရုံးမှာရှောက်ထားမှုကိုပူးပေါင်းပါဝင်ဖို့ကမ္ဘောဒီးယားနဲ့သဘောတူလိမ့်မယ်လို့မျှော်လင့်နေဆိုပြီးပြောကြားလာခဲ့ပါတယ်။အဲဒါဒီထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပကဖြစ်ပွားပြီးတဲ့နောက်ထိုင်းဆိုရတာဝန်ရှိသူတွေရဲ့ပြောဆိုလှုံ့ဆော်မှုနဲ့ပြည်တွင်းကတုံ့ပြန်မှုတွေကိုတစ်ချက်ကြည့်ရအောင်ပါ။ ဂျွန်လ3ရက်နေ့မှာထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ဒေသအငင်းပွားမှုဆက်လက်ဖြစ်ပွားနေချိန်မှာလုံးဝမပြေရှင်းနိုင်တဲ့အခြေအနေရောက်မှစစ်ပွဲကိုဆင်နွှဲသင့်တယ်ဆိုပြီးတော့ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာချိုင်းကပြောကြားခဲ့ပြီးတော့ထိုင်းဟာပြိပကကိုငြင်းချမ်းလို့တဲ့ရည်ရွယ်ချက်နဲ့ဖြည့်ရှင်းဖို့ဆုံးဖြတ်ထားတယ်လို့ထပ်လောင်းတည်ပြပါတယ်။ကာကွယ်ဝင်ကြီးဖြစ်တဲ့တာဝန်ထမ်းဆောင်တဲ့မစ္စတာဖွန်တန်ကနိုင်ငံချုပ်ချာအာဏာကိုကာကွယ်နေချိန်မှာအကြမ်းဖက်မှုကိုတတ်နိုင်သလောက်ရှောင်လွှဲဖို့အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ ထိုင်းတော်ဝင်စစ်တပ်ကာကွယ်ဝင်ကြီးဌာနနိုင်ငံရေးဝင်ကြီးဌာနတို့ကအငင်းပွားမှုကိုညှင်းညမ်းစွာအပြေရှာဖို့ပူးပေါင်းလှုပ်ဆောင်နေကြပြီးတော့လိုအပ်လို့ရှိရင်တော့နိုင်ငံရေးချုပ်ချာအာဏာကိုကာကွယ်ဖို့လည်းပြင်ဆင်ထားတယ်ဆိုပြီးပြောခဲ့ပါတယ်။အငင်းပွားမှုတွေဆက်လက်ဖြစ်ပွားနေချိန်မှာလုံးဝမဖြစ်ရှင်းနိုင်တဲ့အခြေအနေရောက်မှစစ်ပွဲကိုဆင်နွှဲသင့်တာလို့ပြောကြားထားပါတယ်။ထိုင်းဟာပြည်ပကကိုညှင်းညမ်းစွာဖြေရှင်းဖို့ဆုံးဖြတ်ထားတယ်ဆိုတော့ကိုထပ်လောင်းပြောကြားပါတယ်။ဂျွန်လာ၄ရက်နေ့အစိုးရဖွဲ့အစည်းအဝေးပြီးမှာ ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကထိုင်းနိုင်ငံကငင်းငင်းရင်ကိုတံမိုးထားတယ်ဒါပေမဲ့တိုက်ပွဲဖြစ်လာချိန်မှာလည်းဘယ်တော့မှတရားပေါ်ကြောင်နေမှာမဟုတ်ဘူးလို့ပြောကြားလာခဲ့ပြီးတော့ထိုင်းနိုင်ငံတော်တချင်းတဲ့ကစာသားတွေကိုကူကာပြီးသူတို့အနေနဲ့ထိုင်းနိုင်ငံသားတွေအားလုံးရဲ့လုံခြုံရေးကိုစိတ်ချတည်ကြစေဖို့ပြင်ဆင်ထားတယ်တိုက်ပွဲဖြစ်လာရင်ရင်ဆိုင်မှုအသင့်ရှိတယ်အလုံးစုံပြင်ဆင်ထားတယ်ဒါပေမဲ့ငင်းငင်းတဲ့နီလန်းကိုရွေးချင်ပါတယ်ငင်းချမ်းရေးကိုရွေးချယ်တာကလည်းတိုက်ပွဲမဖြစ်ချင်လို့ပါတနည်းပြောရရင်နှစ်နိုင်ငံလုံးကပြည်သူတွေထိခိုက်သေးဆုံးမှုမဖြစ်စေချင်လို့ဖြစ်ပါတယ်လို့ ြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ဂျွန်လာ9ရက်နေ့မှာတော့ထိုင်းမြူသားရေးဝါရီတွေကကမ္ဘောဒီးယားနဲ့စစ်ဖြစ်ပွားနေတဲ့နေဆက်ဒေသအငင်းပွားမှုကိုဖြေရှင်းဖို့စစ်တပ်ကိုလုတ်ပိုင်ခွင့်ပေးပြီးအမျိုးသားလုံခြုံရေးကောင်စီ NXC ကိုဥဆောင်ဖြေရှင်းခွင့်ပြုဖို့ကကွေးဝီကြီးဖုန်တန်ဝီချာချိုင်းကိုတိုက်တွန်းခဲ့တယ်ဆိုပြီးထိုင်းမီဒီယာတွေရဲ့ရည်သားချက်အရသိရပါတယ်။ထိုင်းပြည်ပြင် ပြောင်းလဲရေးဆိုင်ရာចောင်းသားများနဲ့ပြည်သူ့ကွန်ရက် STR ကကော်ဝဲဝင်ဌာနရှေ့မှာစုယုံဆန္ဒပြခဲ့ပြီးတောင်းဆိုခဲ့ကြတာလို့လည်းဆိုပါတယ် ဒါပေမဲ့ထိုင်းမျိုးသားဝါရီတွေက from them အနေနဲ့ကမ္ဘောဒီးယားအာဏာရမိသားစုရဲ့ဩဇာလွှမ်းမိုးမှုအောက်ရောက်သွားမဲ့အခြေအနေကိုလည်းစိုးရိမ်မှုရှိကြတယ်လို့ဆိုပါတယ်။သူတို့ယူဆနေကြတာကထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်နဲ့လက်ရှိကမ္ဘောဒီးယားဝန်ချုပ်ဝန်ကြီးချုပ်ဟွန်မာနက်ရဲ့ဖခင်ဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ကြားမှာရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတော့အဲ့ဒါကြောင့်မလို့ from them ကတွန့်ဆုတ်နေပုံရပြီးတော့နိုင်ငံအကျိုးစီးပွားအတွက်ဆုံးဖြတ်ချက်ချရမှာမပြတ်မသားဖြစ်နေပုံရတယ်လို့ယူဆနေကြတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဘေတုံတန်ရှင်နယ်ဝက်ထရာကတော့အိန်းနီချင်းကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့နယ်စပ်အရေးနဲ့ဆက်လျင်းပြီးကျင်းပတဲ့ဆွေးနွေးပွဲပြီးဆုံးပြီးတဲ့နောက်ဂျွန်လ6ရက်နေ့မှာထိုင်းနိုင်ငံအနေနဲ့အိန်းနီချင်းနိုင်ငံအနေနဲ့ဆက်ဆံရေးကိုထိမ့်သိမ်းနေစဉ်မှာနိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလည်းကာကွယ်သွားမှာဖြစ်တယ်။နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုကာကွယ်ဖို့အတွက်ထိုင်းအစိုးရနဲ့တပ်မတော်တို့ကအထူးတကွရက်တီလေးရှိတယ်လို့ပြောကြားသွားခဲ့ကြောင်းသိရပါတယ်။နေဆက်ညင်းပွားမှုမှာပါဝင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ထပ်မံလုံဆောင်မဲ့အစီအစဉ်တွေကို အကောင့်တွေပေါ်ဆောင်ရွက်ခြင်းမပြုမီဆွေးနွေးရမှာဖြစ်တယ်လို့လည်းပြောခဲ့တယ်လို့သိရပါတယ်။အဲဒီဆွေးနွေးပွဲမှာထိုင်းဆိုရကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာထပ်ပြီးဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီဂျွန်6ရဲ့အမျိုးသားလူမျိုးရေးကောင်စီ NXC နဲ့အစည်းအဝေးပြုလုပ်ချိန်မှာပေထုံတန်ကအရေးပေါ်အစီအစဉ်တွေလည်းရေးဆွဲထားပြီးဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ဒုတိယဝန်ကြီးချုပ်လည်းဖြစ်ကာဝဲဝန်ကြီးလည်းဖြစ်တယ်ဖွန်တမ်ဝီချာချိုင်းကတော့ ကမ္ဘာ့ရနိုင်ငံတာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းနဲ့အခြေအနေအတည်ငြိမ်စွာရှိနေစေဖြစ်တယ်ဆိုပြီးဗေဒုံတန်ကဆူသွားပါတယ်။အခုနောက်ဆုံးအခြေအနေကထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာကိုထိန်းထားနိုင်တဲ့အခြေအနေမှာရှိနေစေဖြစ်ပြီးတော့စစ်တပ်နဲ့အစိုးရကြားသဘောထားကွဲလွဲမှုမရှိဘူးလို့ဗေဒုံတန်ကထပ်ပြောခဲ့တယ်လို့သိရပါတယ်။ပြည်ပခမှာထိတွေ့ဆက်ဆက်မှုနဲ့ပတ်သက်တဲ့ဘလို့ဆုံးဖြတ်ချက်မျိုးမဆိုမြေပြင်မှာရှိနေတဲ့စစ်ဖက်တပ်မှုတွေကိုလွှတ်အပ်ပေးသောမှာဖြစ်ပေမဲ့အစိုးရကတော့ တင်းမာမှုတွေကိုငြင်းငြင်းစွာဖြေရှင်းရေးကိုဦးစားပေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ထိုင်းတပ်မတော်ရဲ့ထုတ်ပြန်ချက်အရတော့ထိုင်းတပ်မတော်အနေနဲ့ဖြစ်လာနိုင်တဲ့ဘလို့အခြေအနေမျိုးအတွက်မဆိုအသင့်ပြင်ဆင်ထားပေမဲ့လည်းငင်းဖွားမှုကိုတတ်နိုင်သမျှငြင်းငြင်းတဲ့နီးလန်းတဲ့ဖြေရှင်းမှုဝန်ကြီးချုပ်ကပြောထားတယ်လို့ဆိုပါတယ်။ဂျွန်ချောင်းရဲ့စီဝဲမတိုင်မီထိုင်းစစ်တပ်ကလက်တုံပြန်လိုအပ်လာတဲ့အခြေအနေမျိုးမှာအစ်မင်းဆက်စင်ရေးအတွက်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ပြောကြားခဲ့တာပါ။အဲဒီတော့ကနေဆက်ဒေတာဆက်စင်ရေးတပ်ဖွဲ့တွေကနှစ်ဖက်စလုံးမှာဆုံရှုံနစ်နာမှုတွေကိုတားဆီးဖို့အတွက် ခြေနေကိုနားလည်မှုရှိရှိနဲ့တည်ငြိမ်စွာဂရုတစိုက်ဆောင်ရွက်နေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲနိုင်ငံရဲ့အချုပ်အခြာအာဏာကာကွယ်ဖို့လည်းအသင့်ပြင်ထားတယ်ဆိုပြီးတော့ထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့တာအခုကတော့လက်ရှိဖြစ်နေတဲ့ဂျွန်လ9ရက်နေ့နှစ်ပတ်စင်အားတူးချက်ချထားမှုတွေပါကျွန်ခရီးရနေမှာတော့ထိုင်းကံွဲဝင်ကြီးဖွန်တမ်နွီချရချိုင်းကထိုင်းနဲ့ကမ္ဘောဒီးယားကပိုင်ဆိုင်မှုအငင်းပွားနေတဲ့နယ်စပ်ဒေသမှာ စစ်တီအင်အားတိုးမြင့်ချထားခဲ့တယ်လို့ပြောကြလာခဲ့ပါတယ်သူကဂျုံ9ရက်နေ့တုန်းကကမ္ဘောဒီးယားနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးမြတင်းမာမှုကိုရှော့ချနိုင်မဲ့ထိုင်းရဲ့အဆိုပြုချက်ကိုကမ္ဘောဒီးယားကငင်းပယ်ခဲ့တယ်လို့ဆိုပါတယ်ကမ္ဘောဒီးယားဘက်ကနေဆက်မှာစစ်အင်အားကိုတိုးမြင့်လာခဲ့တယ်အဲ့ဒါကနေဆက်ဒေသတစ်လျှောက်တင်းမာမှုကိုပိုပြီးဆိုးဝါးစေတယ်ဒါကြောင့်ထိုင်းတော်ဝင်အစိုးရကလည်းလိုအပ်တဲ့အစီအမံတွေတုတ်ဖို့သူတို့ရဲ့တပ်ဖွဲ့တွေကိုတိုးမြင့်ချထားစေခဲ့တယ်လို့ဖွန်တန်ကပြောကြားခဲ့ပါတယ် ထိုင်းကဝေးဝင်းကြီးဖုန်တန်နဲ့ကမ္ဘောဒီးယားကဝေးဝင်းကြီးတီဆော့တို့ကဂျွန်9ရက်ကထိုင်းနိုင်ငံမှာဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်ကမ္ဘောဒီးယားနိုင်ငံဘက်ကတက်တေရုပ်သိမ်းမှုမရှိတဲ့အပြင်ထိုင်းကမ္ဘောဒီးယားနယ်စပ်တလျှောက်မှာတိုက်ရင်အားတိုးချမှုတွေပါပြုလုပ်လာခဲ့တာကြောင့်ထိုင်းကလည်းစစ်ရင်အားတိုးချလာခဲ့ရတာလို့ဆိုပါတယ်ကမ္ဘောဒီးယားကဝေးဝင်းကြီးဌာနရဲ့ဂျွန်6ရက်ထုတ်ပြန်ချက်မှာတော့အဲ့ဒီမှာရှိနေတဲ့တပ်ဖွဲ့တွေဟာကမ္ဘောဒီးယားရဲ့အချုပ်အခြာအာဏာပိုင်နေမြေအတွင်းကြာမြင့်စွာတပ်ဆွဲထားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုထားပါတယ် အခြားသတင်းတစ်ရက်မှာတော့နေမြေငင်းပွားမှုဖြစ်ပွားနေတဲ့ Open Rajasthani ပြည်နယ်မှာရှိနေတဲ့ Chonbot ဒေသကိုကမ္ဘောဒီးယားနိုင်ငံကသူ့ရဲ့တပ်ဖွဲ့ဝင်12000ဆီလွတ်ပြီးစစ်ရင်အားဖြည့်တင်းထားတယ်လို့သိရပါတယ်။ကနဦးပြည်ပခအပီးမှာကမ္ဘောဒီးယားက အဲ့ဒီချွန်ဘော့ဒေတာမှာစစ်တီအင်အားတပေါင်းကျော်တိုးချထားခဲ့ပြီးတော့လက်နက်ခဲယမ်းတွေဖြည့်တင်းထားခဲ့တယ်လို့ဆိုပါရယ်ကမ္ဘောဒီးယားစစ်သားတို့တေဆုံးပြီးတဲ့နောက်ကမ္ဘောဒီးယားကနောက်ထပ်တပ်ဖွဲ့ဝင်2000ထပ်မံဆေးလွှတ်တာကြောင့်မလို့အဲ့ဒီဒေတာမှာကမ္ဘောဒီးယားတပ်ဖွဲ့ဝင်1000အထိရှိလာတာလို့ဆိုပါရယ်လက်ရှိကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကတောင်ကုန်းအမှတ်845နဲ့တောင်ကုန်6 641ပြီးတော့မွန်ဘေဒေတာအပါဝင်မဟာဗျူဟာမြောက်နေရာတွေမှာတပ်ဖြန့်ချထားတယ်လို့ဆိုပါရယ်ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကနေဆက်တလျှောက်မှာအမြောက်ကြီးတွေနဲ့စစ်ဖက်သုံးပစ္စည်းတွေကိုလည်းနေရာချထားပြီး ဖြစ်တယ်လို့သိရပါတယ်။ထိုင်းကြီးတဲ့ရေတက်တဲ့လေတက်တို့ဟာချွန်ဘော့ဒေတာကိုအစိုးရအမိန်ရတာနဲ့တပြိုင်တည်းတပ်ဖွဲ့တွေဆီလွတ်ဖို့အသင့်ပြင်ထားတယ်ဆိုပြီးထိုင်းတော်ဝင်ရေတက်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂျီရတ်ပွန်ဝမ်ဝတ်ကလည်းဂျွန်6ရက်နေ့မှာပြောကြားလာခဲ့ပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တရုတ်နိုင်ငံတို့ကထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေလျှော့ချဖို့တိုက်တွန်းနေခဲ့ပြီးမယ်လေအခုထိုင်းနဲ့ကမ္ဘောဒီးယားဟာနေဆက်မှာစစ်ရင်အားတွေကိုတိုးမြင့်ချထားလာခဲ့တာဖြစ်ပါတယ် ဂျုံခုနှစ်ရက်မှာတော့ထိုင်းစစ်တပ်ကစေဦးစီးချုပ်ဗိုလ်ချုပ်ကြီးပါနာကထိုင်းကမ္ဘောဒီးယားနယ်စပ်တစ်ချောင်းမှာရှိနေတဲ့နယ်စပ်စစ်ဆေးရေးဂိတ်အားလုံးဖွင့်ခြင်းပိတ်ခြင်းနဲ့ပတ်သက်ပြီးထိန်းချုပ်လုံဆောင်ခွင့်အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘောဒီးယားကနယ်စပ်ဒေသအငင်းပွားမှုပြဿနာကိုနိုင်ငံတကာတရားရုံး ICJ ကိုတင်သွင်းမှုချိုးဖောက်နေပြီးထိုင်းနိုင်ငံကတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးရာပူးတွဲကော်မတီ JBC ကတစ်ဆင့်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့သာချိုးဖောက်နေရရှိပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က2008တုန်းကလည်းနှစ်နိုင်ငံကြားနယ်စပ်ဒေသညှင်းပွားမှုနဲ့ပတ်သက်ပြီးတော့စစ်ရေးအရတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနှစ်နည်းငယ်ကြာအကြမ်းဖက်မှုတွေရှိခဲ့ပြီးတော့လူ28ဦးတမနေတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းဟာကီလိုမီတာ800ကျော်မိုင်အဖြစ်900ကျော်အရှိရှိတဲ့နယ်စပ်ဒေသနဲ့ပတ်သက်ပြီးတော့ကာလကြာချိန်ညှင်းပွားလာခဲ့ပြီးအဲ့ဒီနယ်စပ်စီးကိုအင်ဒိုချိုင်းနာကျိုးရွယ်ကိုပြင်သစ်ကသိမ်းပိုက်ချိန်တွင်ရေးဆွဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတက်မတော်တွေကြာပြိပက်ကဖြစ်ပွားပြီးတဲ့နောက်အဲ့ဒီတင်းမာမှုတွေအတွက်ကိုနှစ်နိုင်ငံကြားတွဲဆုံဆွေးနွေးပွဲကိုကမ္ဘောဒီးယားနိုင်ငံဖနောင်ပင်မြို့မှာဂျွန်14ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ဒါကတော့လက်ရှိကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ကြားမှာဖြစ်ပွားနေတဲ့တင်းမာမှုနဲ့စီးရေးလှုပ်ရှားမှုနှစ်ဖက်ပြောဆိုလှုံ့ဆော်တုံ့ပြန်မှုအခြေအနေတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလိုနေဆက်ပြဿနာတွေဖြေရှင်းနေရချိန်မှာပဲထိုင်းဆိုရအဖွဲ့အတွင်းအခြေအနေတွေနဲ့ ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတဲ့သုံးသပ်ရေးသားချက်တွေကိုတစ်ချက်ကြည့်အောင်ပါ။ထိုင်းနိုင်ငံနိုင်ငံရေးအခြေအနေကအစိုးရအဖွဲ့အစည်းသဘောထားကွဲလွဲမှုလွှတ်တော်တွင်အရှုပ်တော်ပုံကမ္ဘောဒီးယားနဲ့အာနာကမ္ဘောဒီးယားနဲ့ဖြစ်နေတဲ့နယ်စပ်ပြဿနာအစိုးရအဖွဲ့တွင်အာနာလွန်ဆွဲမှုစတဲ့ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်နေရတယ်ဆိုပြီးတော့ထိုင်းမီဒီယာတွေကရေးသားပါတယ်။ပြီးတော့ဂျွန်လ၄ရက်နေ့ကနေ၁၀ရက်နေ့အတွင်းအစိုးရအဖွဲ့အတွင်းပြင်ဆင်ဖွဲ့စည်းရေးဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့လည်းဆိုပါတယ အစိုးရဘက်ကတည်ငြိမ်မှုကိုထိန်းသိမ်းဖို့အားထုတ်ကြိုးပမ်းနေတဲ့တိုင်အောင်ညွန်ပေါင်းအစိုးရအဖွဲ့ဟာတတန်းပြေဝတာဝန်ထမ်းဆောင်ဖို့ခက်ခဲလိမ့်မယ်ဆိုပြီးတော့ကျွမ်းကျင်သူတွေရဲ့ခံမှန်းပြောကြားချက်တွေလည်းထွက်ပေါ်နေပါတယ်။တက်ဆင်နဲ့သူ့ရဲ့မဟာမိတ်တွေကဘူရှတိုင်းပါတီခေါင်းဆောင်ကင်တွယ်ထားတဲ့ပြည်ထရေးဝန်ကြီးဌာနကိုဖြူတိုင်းပါတီကပြန်လည်ရယူဖို့တွန်းအားပေးလှုံ့ဆော်နေတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့ United Thai Nation Party UTN အတွင်းမှာလည်းသဘောထားကွဲလွဲမှုတွေဖြစ်ပွားတဲ့သတင်းတွေထွက်ပေါ်လာနေခဲ့ပါတယ်။တက်ဆင်ရဲ့ လက်ရှိအစိုးရအဖွဲ့ပေါ်လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အမြင်နဲ့ပတ်သက်လို့လဲထိုင်းဝန်ကြီးချုပ်ပေထောင်တန်ကမေလ30 31ရက်နေ့တုန်းကအစိုးရအဖွဲ့ပေါ်ဖခင်ဖြစ်သူရဲ့ထိန်းချုပ်မှုမရှိကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။အဲဒီပြည်ထောင်ဝန်ကြီးဌာနကိုလည်းဖြူတိုင်းပါတီရဲ့လက်အောက်မှာဆက်လက်ထားရှိသင့်တယ်လို့အကြံပြုခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးပေထောင်တန်ကအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းရေးကိစ္စဟာသူ့အပေါ်မှာသာမူတည်တာဖြစ်တယ်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ အရှိထွက်ပေါ်နေတဲ့ကောလာဟလတွေနဲ့ပတ်သက်ပြီးတော့ဝင်ကြီးတွေစိတ်ကတိကောင်းမဖြစ်စေလို့ချောင်းနဲ့အားငယ်စိတ်မဝင်စေလို့ချောင်းလဲပြောခဲ့တယ်လို့ဆိုပါတယ်။ PA ဝင်ကြီးအန်နူတန်ချန်ဗီရကူကသူ့ရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအမြဲတမ်းတကြွမှုရှိပြီးနားလည်ရလွယ်ကူသူဖြစ်တဲ့ဝင်ကြီးဌာနဒိုင်းကလုံနိုင်တဲ့အရာတွေနဲ့မလုံနိုင်တဲ့အရာတွေဆိုပြီးကန့်သက်ချက်တွေကတော့ရှိတတ်တာပဲဖြစ်တယ်လို့ပေထုံတန်ကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့လာရွန်တက်တူရဂီသတင်းစာကတော့ ဂျွန်လဟာထိုင်းနိုင်ငံရေးအတွက်အလှည့်ပြောင်းနေဖြစ်သွားစေနိုင်တဲ့လတ်တလဖြစ်တုံ့တက်ရေးသားမှုတွေရှိနေခဲ့ပါတယ်။အဲ့တော့နေဆက်မှာရှိနေတဲ့တင်းမာမှုအခြေအနေတွေစည်ရေးအခြေအနေတွေလှုပ်လှုပ်ခက်ခက်ဖြစ်နေတယ်လို့အစိုးရအဖွဲ့အတွင်းမှာလည်းသတင်းမျိုးမျိုးထွက်ပေါ်နေပြီးတော့ကျန်းမာရေးဘက်မှာကြည့်လို့ရှိရင်လည်းကုဆက်ကိုဗစ်ကုဆက်မှုအခြေအနေဟာတိတ်မသေးတဲ့အခြေအနေမှာရှိနေပါတယ်။ထိုင်းဆိုရရဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူအနုကူ ပရက္ဆာနုဆက်ကမေ31ရက်နေ့လောကကမ္ဘာ့ကျန်းမာရေးဖွဲ့ရဲ့ထုတ်ပြန်ချက်အရကိုဗစ်ကူးစက်မှုအခြေအနေဟာစိုးရိမ်စရာဖြစ်လာနေပြီးတော့အနောက်ပစိဖိတ်အရှေ့တောင်အာရှနဲ့အရှေ့လယ်ပိုင်းဒေသ၃ခုမှာဗိုင်းရပ်စ်တိတိတသာတိုးလာနေတာသတိပေးထားတယ်ဆိုပြီးပြောလာခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ရဲ့အဆိုအရတော့ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုဟာ ဖေဖော်ဝါရီလလယ်ကစပြီးတိုးလာနေပြီးတော့ယောဂဘုတ်တွေ့ရှိမှုနှုန်းက17ရာခိုင်နှုန်းကိုရောက်လာပြီး2024ဇူလိုင်နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်လာနေတယ်လို့ဆိုပါတယ်။ပြီးတော့နိုင်ငံပေါင်း83ခုမှာယောဂကူးစက်မှုအခြေအနေဟာအထူးဆိုးရင်စရာဖြစ်နေပြီးတော့အာဖရိက၊ဥရောပနဲ့အမေရိကမှာကူးစက်မှုနှုန်း200ခိုင်နှုန်းကနေ300ခိုင်နှုန်းအထိရှိပေမဲ့အမေရိကရဲ့အချို့ဒေသတွေမှာတော့ကူးစက်မှုနှုန်းများနေတယ်လို့ဆိုပါတယ်။ထိုင်းမှာက2025မေ30အချက်လက်တွေအရယောဂဖြစ်ပွားသူအသစ် 41283ရှိနေပြီးတော့ဒီနှစ်အတွက်ဆိုလို့ရှိရင်စုစုပေါင်း935280ဦးရှိပြီးတည်ဆုံးသူက52ဦးအထိဖြစ်သွားပြီဖြစ်ပါတယ်။ဘန်ကောက်မြို့တော်ဧရိယာမှာယောဂဖြစ်ပွားမှုအများဆုံးဖြစ်ပြီးတော့ချွန်ဘိုရီပြည်နယ်မှာဒုတိယလိုက်နေပြီးတမွေးဝမ်းကြောင်းလောက်ကိုင်းနေသူတွေចောင်းသားတွေခလေးနဲ့တကြီးကျော်တွေဈာမှာကုသမှုနှုံအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာကိုဗစ်ယောဂပိုး NB181 မျိုးရိုးဗီဇာအသစ်ပြန့်နှံ့လာခြင်းနဲ့ယောဂကုသမှု တိုးလာနေပြီး ပြည်သူတွေအနေနဲ့သတိရှိဖို့ဘီအန်အေကင်းရှင်းရေးစံနှုန်းတွေလိုက်နာကြဖို့အစိုးရကတိုက်တွန်းပြောကြားထားတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့အခုကတော့ကျွန်တော်တို့ရဲ့အိမ်ကြီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံရဲ့နေဆက်တင်မမှုအခြေအနေအစိုးရအဖွဲ့အတွင်းအခြေအနေတွေနဲ့ကိုဗစ်ရောဂါဆိုင်ရာအခြေအနေစသဖြင့်ထိုင်းနိုင်ငံတွေအခြေအနေအားလုံးကိုစူးစမ်းမျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဒီနေ့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်။အခုလိုနားဆင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။